တရင်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဂျေဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဘွင်ဖြူးနဲ့ဇလင်မျိုးနယ်တို့မှာဘွင်ဖြူးနဲ့ဇလင်မျိုးနယ်တို့မှာနတ်ထိုက်တော်ဝင်ခီးတဲ့တင်ကားပေါ်မှာလူငယ်များကိုဆွဲချပေါ်တာဆွဲဖမ်းဆီးမှုအပါအဝင် လုံငယ်ရှိဦးစမှုတန်အဖြစ်ခေါ်ဆောင်ခံရတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းပွင့်ပြုတ်နယ်ဆလင်းမြို့နယ်တို့မှာနန်ထိုက်တော်ဝင်ဖြေးတဲ့တင်ကားပေါ်မှာလုံငယ်များကိုစတက်ကဆွဲချပေါ်တာဆွဲဖမ်းဆီးမှုအပါဝင်လုံငယ်ရှိဦးစမှုတန်အဖြစ်ခေါ်ဆောင်ခံရတယ်လို့ပြည်သူညိနှောင်ဆလင်းတရင်နဲ့တာဝန်ခံကိုပြည်သူကပြောဆိုပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ၁၇ရက်နေ့ကပွင့်ပြုတ်မြို့နယ်မှာရန်ကုန်မကွေးဆလင်းစင်းဖြူကျွန်းပြေးဆွဲနေတဲ့နန်ထိုက်တော်ဝင်ခေးတဲ့ရင်ကိုကပြေလန်ခွဲရောက်မှာစတက်ကတားဆီးစစ်ဆေးကြအောင် အရင်နောက်ကားပေါ်မှာလုံငယ်ခွနဲ့ဦးကိုခရီးသည်တင်ကားပေါ်မှာဆွဲချပြီးပေါ်တာဆွဲဖမ်းဆီးခဲ့ကြအောင်အလားတူအော်တိုဘားလ၁၂ရက်နေ့မနက်6:55မိနစ်အချိန်မှာလဲဇလင်းမြို့နယ်စိတ်ကြီးကျေးရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်းပြီးတော့လုံငယ်တအူးကိုပေါ်တာဆွဲဖမ်းဆီးသွားကြအောင်သိရပါတယ်အခုဘွင်းဖြူမှာကစစ်ခွေးတွေကဂိမ်းမချပဲနဲ့ဖြတ်သွားတဲ့ခရီးသည်တင်ကားတွေကိုတားဆီးပြီးပေါ်တာဆွဲတာပါနန်ထိုက်တော်ဝင်ကားပေါ်ကနှစ်ယောက်ကိုပေါ်တာဆွဲတယ်နောက်ထပ်အရင်နောက်မှာလဲခရီးသည်တင်ကားတွေကိုဖမ်းဆီးစစ်ဆေးနေတာ ရန်ကုန်ကနေစလင်းပြာမှာဆွဲတာပါဘွင်းဖြူမျိုးနယ်တဲကကပြေလမ်းခွဲမှာဆွဲတာပါအဆွဲခန့်ရတဲ့နှစ်ယောက် တက်ရွယ်က30ဝန်းကျင်ရှိမယ်ပြီးခဲ့တဲ့အော်တိုဘားလာဆန်းရနေ့ကလည်းစိတ်ကြီးဝါဂျေးဝါကိုဝင်စင်းနေပြီးတော့ပြည်သူတဦးကိုစခွေးတွေပေါ်တာဆွဲဖမ်းဆီးသွားတယ်အတက်ရွယ်ကတော့22နှစ်ရွယ်ရှိတယ်လို့ပြည်သူညင်အောင်စလင်းတရင်နဲ့တော်ဝင်ကန်ကိုပြည်သူကဆိုပါတယ်အချမ်းဘက်စကောင်းစီတသားတွေဟာစမှုတန်ပတ်စင်18တွက်ပြည်သူများကိုစက်တိုက်ပေါ်တာဆွဲဖမ်းဆီးမှုမှာ ဇလင်မျိုးနဲ့နယ်ပွင့်ဖြူမျိုးတို့မှာအော်တိုဘာလာတွင်လူငယ်26ဦးဖမ်းဆီးခံရပြီးလူငယ်10ဦးဟာစစ်တပ်ထံငွေကြေးပေးပြီးပြန်လည်လွတ်မြောက်လာတယ်လို့သိရပါတယ်။ဒါပြင်စစ်တပ်ကဇလင်မျိုးပေါ်နယ်ပွင့်ဖြူမျိုးပေါ်တို့မှာအင်ဗီကာများနဲ့နေရောညပါလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်ဆောင်နေကြောင်းမကွေတိုင်းတွင်မှာပေါ်တာဆွဲဖမ်းဆီးမှုတွေကိုမျိုးနဲ့စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူးများကအဓိကအုပ်စုဖမ်းဆီးနေတာဖြစ်ပြီးတော့ငွေနဲ့ရွေးမယုံနိုင်တဲ့လူငယ်များဟာသမုဒ္ဒံတင်တန်းကြောင်းများသို့ပို့ဆောင်ခံထားရတယ်လို့ဒေသနေပြည်သူများထံကသိရပါတယ်။ ဆလပ်ပြီးထမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့စကိုင်းမင်းကုန်းလမ်းမှာတိုက်ပွဲဖြစ်ပြီးအချမ်းဖက်စတက်ဘက်ကဆယ်ဦးထပ်မနဲ့ဒေဆုံးကဒေါ်လိုင်ရင်ဘက်ကလည်းကြာဆုံးမှုတချို့ရှိကတင်ငန်းဝဲပြူစောဒီခေါင်းဆောင်ဝေပုံလားအဖွဲကနယ်မြေတွင်းမှာတနက်ပြက်ဖောက်တောင်းချမ်းနေတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းစကိုင်းမင်းကုန်းလမ်းမိုက်မှာတိုက်ပွဲဖြစ်ပွားပြီးအချမ်းဖက်စတက်ဘက်ကဒီကိုက်ဒေဆုံးမှုများပြားလို့တင်ငန်းဝဲပြူစောဒီခေါင်းဆောင်ဝေပုံလားအဖွဲကလမ်းမိုက်တလျှောက်တနက်တည်းပြက်ဖောက်ကတောင်းချမ်းနေတယ်လို့ဒေသနေပြည်သူများနဲ့ခီးသွွားပြည်သူများကပြောပါတယ်။ ရမန်းနေအော်တိုဘားလာ73ရက်နေ့မနက်7:00နာရီခန့်မှာစကိုင်းမင်းကုန်းလမ်းမိုက်မှာရှိတဲ့လက်ပန်းရွာနဲ့ကိုရောင်ရွာကြားမှာအချမ်းဘတ်စတက်နဲ့ဒေါ်လာရင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီထိတွေ့တိုက်ပွဲတို့မှာအချမ်းဘတ်စတက်ဘက်က15ဦးခန့်တေဆုံးခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ပွဲတို့မှာတေဆုံးသွားတဲ့စစ်သားလောင်းများနဲ့ဒဏ်ရာရသူများကိုစစ်တပ်ကပြန်လည်တေဆောင်လာစဉ်ပေါတော်ရွာရေညီးစက်ယုံလမ်းကြားအရောက်မှာဒေါ်လာရင်းတပ်ဖွဲ့များကထပ်မံကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါထိတွေ့တိုက်ပွဲမှာလည်းအချမ်းဘတ်စတက်ဘက်ကထိခိုက်တေဆုံးမှုတွေအများပြားခြင်းကြောင့် ပေါတော်ရွာမှာအိမ်စည်းကားများကိုချောဆွဲပြီးစတားလောင်းတွေကိုတဲထုတ်သွားခဲ့ကြောင်းဒါပြင်စတားများကလည်းပြည်သူပိုင်ဆိုင်ကဲများကိုလည်းဓများတိုက်ပြီးယူဆောင်သွားကြောင်းသိရပါတယ်အဲလိုတိုက်ပွဲဖြစ်ပွားပြီးနောက်မှာယမန်နေမွန်လွဲ၃နာရီခန့်မှာတင်ငန်းဝဲပြူစောတိခေါင်းဆောင်ဝေပုံလားဖွဲ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ဂျီဝါများကိုရောက်ရှိလာပြီးတော့သခိုင်းမင်းကွန်းလာမိုင်းတစ်ချောင်းမှာဆဲဆိုတောင်းချမ်းကတနက်ချက်ရီ300ကျော်ပြတ်ပေါက်သွားတယ်လို့သိရပါတယ်။မနေ့ကသခိုင်းမင်းကွန်းလာမိုင်းမှာရှိတဲ့လက်ပန်းရွာနဲ့ခိုးတောင်းရွာကြားမှာတိုက်ပွဲဖြစ်တယ်။ စကွေးတွေတော်တော်တိနာတယ်။ခံမန်းစကွေး15ကောင်လောက်တည်တယ်။ဒေါ်လန်ရဲ့တပ်ဖွဲ့တစ်ခုကလဲဝင်တိုက်တာလို့သိရပါတယ်။အဲဒီတိုက်ပွဲကစကွေးအလောင်းတွေကိုတဲထုတ်ပြီးပြန်ပေါတော်ရင်ကြီးစိုက်ယုံလမ်းကြားမှာလဲနောက်တစ်ခါတိုက်ပွဲထပ်ဖြစ်တယ်လို့သိရတယ်။အဲဒီတိုက်ပွဲမှာလဲစကွေးအသေးများတယ်။အဲဒီဖြစ်စဉ်ကတော့ကျွန်တော်ကိုယ်တိုင်ခရီးသွားရင်မြင်ခဲ့တာ။စကွေးတွေကပေါတော်ရွာကခွေဘလူးကားကိုချောဆွဲပြီးသူတို့ရဲ့အလောင်းတွေကိုတဲသွားတာမြင်ခဲ့တယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးတော့မွန်လွယ်၃နိုင်လောက်မှာတင်ငန်းဝဲဝေပုံလားအဖွဲကတိုက်ပွဲဖြစ်တဲ့နေရာကိုရောက်လာပြီးတော့ ညာအထိဆဲဆိုတောင်းချနေပါတယ်။နောက်ပြီးတနတ်တက်လည်းပြဖောက်သွားတာအချက်ရည်300ကျော်လောက်ရှိတယ်လို့ဒေသနေပြည်သူတအူးကပြောပါတယ်။အစိုးရတပ်ဖွဲ့ဖြစ်စစ်နယ်ပတ်သက်ပြီးတော့တပ်ဆိုင်ရာနေမြေတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များကသတင်းထုတ်ပြန်ခြင်းတော့မရှိသေးပါဘူး။ဆက်လက်ပြီးတမန်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပေါင်မျိုးနယ်တကုံးပြူစော်တီဂျေးဝါမှဇာနယ်ရိတ်ခါထွက်ရှာတဲ့ပြူစော်တီမိသားစုဝင်တအူးကိုရှင်ဖမ်းမိတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းပေါင်မျိုးနယ်တကုံးပြူစော်တီဂျေးဝါမှဇာနယ်ရိတ်ခါထွက်ရှာတဲ့ပြူစော်တီမိသားစုဝင်တအူးကိုရှင်ဖမ်းမိခဲ့တယ်လို့ ေါင်းတောက်မိုင်နဂါးပြောက်ကြားတပွဲမှာတာဝန်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ7နှစ်နဲ့မနက်9နိုင်ခန့်မှာဘောင်မျိုးနယ်တကုံးပြူစော်ဒီဂျေးဝါမှာပြူစော်ဒီမိသားစုဝင်ဖြစ်သူဦးပွဲဆိုတဲ့သူကိုတကုံးဂျေးဝါအနေမှာနဂါးပြောက်ကြားတပွဲကနေမြေလုံးကြုံရင်းနဲ့ခင်းပတ်လှဲ့နေစဉ်တွင်ဖန်ဆီးရမိခဲ့တယ်လို့သိရပါတယ်။အဲလိုဖန်ဆီးရမိတဲ့ပြူစော်ဒီမိသားစုဝင်ဦးပွဲကိုတော်လိုင်းတပွဲများကစစ်ဆေးမင်းမြမှုတွေလုံးဆောင်နေပြီး၎င်းနေနဲ့ပြင်းမှုဂျိုးလုံးမှုတွေရှိပါကပေါင်မျိုးနယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူလုံးချုပ်ရေးအဖွဲ့တို့ပို့ဆောင်ပြီး အေးယူဆောင်ရွက်နိုင်ရန်ဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့သိရပါတယ်။အခုသူတို့ရဲ့ပြူစော်ဒီဟွာတွေထဲမှာစားစရာတောက်စရာမရှိတော့လို့မိုးရှာမြေချိုးရင်းနဲ့တယောက်တည်းထွက်လာရင်းနဲ့မိခဲ့တာပါ။လက်နဲ့တော့မပဘူး။လက်ရှိမှာဖမ်းမိထားတဲ့သူကိုဘလို့အေးယူဆောင်ရွက်မလဲဆိုတာကတော့သူ့ကိုစစ်စစ်မင်းမြန်ပြီးရင်တဆိုင်ရပါပါနဲ့ပါလာဖားကိုလွှဲပြောင်းပေးမှာပါလို့ပေါတောက်မိုင်ငကားပြောက်ကြားတပွဲမှာတာဝန်ရှိသူကပြောပါတယ်။လက်ရှိချိန်မှာတကုံးပြူစော်ဒီဂျိုးအမှရှိတဲ့အချမ်းဘက်စစ်သားများနဲ့ပြူစော်ဒီအဖွဲ့ဝင်များဟာ ၎င်းတို့အနေနဲ့စာနယ်ရိတ်ခါများပြက်လက်နေတာကြောင့်ဂျေးဝါတို့မှပြည်သူတွေမိသားစုဝင်များကိုရွာပြင်ဆစ်လို့ပြီး၎င်းတို့အတွက်ဟင်းစာရှားပွေခိုင်းနေခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ဆက်လက်ပြီးထမှန်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့အာရှလန်ပြန်လဲဖွင့်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်တောင်ရင်မြေကန်ဘေးမှာရှိတဲ့ BGA ဂိတ်နဲ့ KNU KNL PC ဂိတ်များကိုအချမ်းဘတ်စတက်နဲ့ဌာနဘောင်းဆောင်ကဝင်ရောက်စစ်ဆေးတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာအချမ်းဘတ်စတက်က အာရှလမ်းမကြီးကိုပြန်လည်ဖွင့်လှစ်ရန်လှုံ့ဆော်နေတယ်ဆိုတဲ့သတင်းများကြကြပြန့်ပြန့်ထွက်ပေါ်လာပြီးနောက်မှာယမန်လေးကထိုင်းမြန်မာနယ်စပ်တောင်ရင်းမြေကန်ဘေးမှာရှိတဲ့ BGN နဲ့ကြားဆောင်စစ်တပ်ကိန်းနဲ့ GNU KNL PC ဂိမ်းများကိုတက်တဲ့ဌာနပေါင်းစုံကဝင်ရောက်စစ်ဆေးမှုတွေလှုံ့ဆော်ကြတယ်လို့မြ ாரி ခြေဆိုင်စီရေးသတင်းရင်းမြစ်ကပြောပါတယ်။ယမန်နေ့အော်တိုဘားလ7ရက်နေ့မနက်ပိုင်းမှာမြ ாரி နယ်စပ်တောင်ရင်းချောင်းကန်းတဖူးမှာထိုင်ချဖွင့်လှစ်ထားတဲ့ BGN ခိတ်အပါဝင် GNU KNL PC ဂိမ်းနဲ့ဂျာပြန့်ယုံတွေကို စက်တက်ထွေးအုပ်ရဲပါဝင်ဌာနဘောင်းဆောင်အဖွဲ့ကဝင်ရောက်စစ်ဆေးခဲ့ကြောင်းအဲလိုစစ်ဆေးရမှာနှစ်ဖက်ညှိနှိုင်းပြီးမှစစ်ဆေးခဲ့တာဖြစ်ပြီးမြေတိဖန်ဆီးမှုရေးယူမှုမှမရှိဘဲနဲ့ဂိမ်းများကိုတွားရောက်လှည့်လည်ကြီးစုစစ်ဆေးခြင်းသာဖြစ်ကြောင်းသိရပါတယ် BGI ရော PC ကရောခွင့်ပြုတယ်စကားစကားလည်းလိုက်ကြည့်တာပဲလို့တာဖန်ဆီးရေးယူတာဘာမှမရှိပါဘူးသူတို့မမြင်ဘူးလို့လိုက်ကြည့်တဲ့သဘောမျိုးပဲစကားစတွေလာမဲဆိုတဲ့အချိန်မှာဒီဘက်ကလူတွေအကုန်လုံးကရှင်းပေးထားတယ် ကြည်ပြီးတော့ပြန်သွားတော့မှ BGN နဲ့ PC ကပြန်ပြီးတော့နေရယူတယ်။ဒါက for show လောက်တာမျိုးလို့ထင်ပါတယ်လို့မြားရိခြေဆိုင်စီရေးတရင်ရင်မြက်ကဆိုပါတယ်။ဒါပြင်ရခုရပိုင်းတွင် အာရှလမ်းမကြီးကိုပြန်လဲဖွင့်လဲနိုင်ရေးစစ်တကစ조사နေပြီးတော့ BGN, KNU, KNL, PC နဲ့ DKPA တို့ကလည်းအာရှလမ်းမကြီးဖွင့်လဲမှုမှာအကျိုးမြတ်များကိုစစ်တကပေးရန်ရှိနေကြောင်းသိရပါတယ်။အခုအာရှလမ်းမကြီးဖွင့်ဖို့လုပ်နေတယ်။အခုကြားရတာကအော်တိုဘားလ16ရက်နေ့လို့လို့အော်တိုဘားလ19ရက်နေ့လို့လို့ကြားတယ်။ အာရှလမ်းမကြီးမှာ BGA DKBA နဲ့ BC တွေကိုဂိတ်တိနေအပိုင်းစားနေရတွေပေးမယ်လို့သတင်းတွေထွက်နေတယ်။အဲ့ဒါကဖြစ်နိုင်ပါတယ်။ဒီအာရှလမ်းပြန်လဲစိုးမိုးအောင်သူတို့ကစစ်တပ်ကိုထောက်ကူပေးခဲ့တာပါ။ဝုံပွင့်လင်းလင်းပြောရရင်တော့စစ်တပ်ကသူတို့လက်လွတ်ထားရမယ့်အတူဂရင်လက်နက်ကိုင်းတွေကိုသွေးခွဲပြီးတော့နေမီအပိုင်းစားနဲ့စေပွားရှာခွင့်ပေးလိုက်တာပါ။တပတ်မှလည်း KNU ကိုအင်အားချင်းနဲ့အောင်လှုပ်တာလို့မြင်ပါတယ်လို့မြောက်ရီစီရဲ့သတင်းရင်းမြစ်ကရှင်းပြပါတယ်။လက်ရှိမှာဂျမတ်စကောင်းစီကဂျင်းပါရန်ပြင်ဆင်နေတဲ့ အတိုးရောင်ရွေးကောက်ပွဲကို BGN နဲ့ DKB ရဲ့ပါဝင်စက်တက်နဲ့အစဉ်ပြေနေတဲ့ကရင်လက်နက်ကိုင်တချို့ကထောက်ခံပြီးရွေးကောက်ပွဲဖျက်မြောက်ရေးကိုကူညီမယ်လို့ကြေညာချက်တွေထုတ်ပြန်ထားပါတယ်။တို့ရမှာကရင်မျိုးသားစီယုံကရင်ညူကတော့၎င်းတို့ရဲ့အတိုးရောင်ရွေးကောက်ပွဲကိုလက်ခံမှာမဟုတ်ဘဲနဲ့အစောပိုင်းရွေးကောက်ပွဲကျင်းပမှုတွေကိုရေယူမှာဖြစ်တယ်လို့ဒဆိုင်ရကရင်ညူဓမ္မဟာများအလိုက်ကြေညာချက်တွေတည်တည်ထုတ်ပြန်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဖာခံမျိုးနဲ့မလန်ချေးဝါအနီတိုက်ပွဲမှာ အချမ်းဘက်စတက်ဘက်က30ကျော်တည်ဆုံးတယ်လို့ဆိုတာဗမောတိုက်ပွဲမှာလည်းဗိုလ်မှူးတအူအပြင်းထန်တန်းရရတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်လက်ရှိကချင်းပြည်နယ်ဖားကန်းမြို့နယ်မလန်းချေးဝါအနီးတစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အချမ်းဘက်စတက်ဘက်က30ကျော်တည်ဆုံးသွားတယ်လို့ GIA စီးရဲသတင်းရင်းမြစ်တအူကပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘားလ6ရက်နေ့မနက်ပိုင်းကနေအော်တိုဘားလ7ရက်နေ့ထိဖားကန်းမြို့နယ်မလန်းချေးဝါအနီးတိုက်ပွဲများမှာဆက်လက်ပြင်းထန်ခဲ့ပြီးအချမ်းဘက်စတက်ဘက်ကထိနာခဲ့ကြောင်း ိုက်လို့ဂျမ်ဘတ်စစ်တပ်ကထိန်းတာတာကြောင့်လေရင်နဲ့စက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းလက်ရှိမှာစစ်တပ်ဘက်က30ကျော်တေဆုံးပြီးဒူတက်ရည်မှုတအူဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်အခုဖာခန်းမြို့ဖာခန်းအရှိတ်ချံမလန်ရွာတဝိုက်မှာစကောင်းစီကလုံကင်းရန်ချက်ဘက်ကနေစစ်ကြောင်းထိုးလာတဲ့တော့တိုက်ပွဲတွေဖြစ်တာစက်တိုက်ပါပဲစက်တပ်ဘက်က30ကျော်တေပါတယ်ပြီးတော့စက်တပ်ဘက်ကဒူတရတည်ရည်မှုတအူအပြင်းထန်တိုင်းရရသွားတယ်လို့ KIA စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်ဒါပြင်အဆိုပါဖာခန့်တိုက်ပွဲမှာ အကြံပတ်စကားဆတတတဝူးကိုလည်းအရှင်ဖန်းစီရရှိခဲ့ပြီးတော့အဲ့ဒီဖန်းစီရမိတဲ့တတဟာစနိုက်ပါကျွမ်းကျင်တတဖြစ်ခါ၎င်းရဲ့နာမည်ဟာအောင်လင်းဦးဖြစ်ကြောင်းတရင်3လေးရှစ်မှဖြစ်ကြောင်းသိရပါတယ်လက်ရှိဖာကန်မျိုးနဲ့နေတဝိုင်မှာတိုက်ပွဲတွေပြင်းထန်နေတာဟာလေးလားကျော်ကြာမြင့်နေပြီဖြစ်ပြီးအဲ့ဒီတည်းမှာစကားဆတတနဲ့ပြည်သူစေရာကနန်းထိခိုက်သေဆုံးထားကြောင်းအဲ့ဒီလိုထိခိုက်သေဆုံးမှုတွေများပြားတာကြောင့်အကြံပတ်စကားဆတက်ကပြည်သူလူထုကိုရွေချက်ရှိရှိနဲ့လက်နက်ကြီးဒရုန်း လက်နက်ငယ်များနဲ့ပြစ်ကတ်တပ်ဖြတ်ခဲ့ရမှာပြည်သူ60နီးပါးတေဆုံးပြီး290နီးပါးဒဏ်ရာရထားတယ်လို့သိရပါတယ်အလားတူရမန်နေအော်တိုဘားလ73ရက်နေ့ကဗမော်တိုက်ပွဲမှာလည်းအချမ်းဘတ်စတက်ဘက်ကဗိုလ်မှူးတအုပ်အပြင်းထန်ဒဏ်ရာရရှိပြီးတေဆုံးနိုင်တယ်လို့သိရပါတယ်မနေ့ကဗမော်တိုက်ပွဲအပြင်းထန်ပါတယ်စကွေးတပ်ဘက်ကဗိုလ်မှူးတယောက်ပြင်းထန်ဒဏ်ရာရသွားတယ်အခြေအနေမကောင်းဘူးလို့သိရတယ်သေဖို့များတယ်လို့ကြရင်ရှေရန်သတင်းရင်းမြစ်ကပြောပါတယ်အဲ့ဒီနောက်ဒွေးစုလာတဲ့ဖိလစ်ပိုင်ဆိုတဲ့ ဆောင်းပါရှင်ဆရာလာဆိုးဝေရဲ့ရေးသားပေါ်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ဖိလစ်ပိုင်အောက်လွှတ်တော်အမတ်များက၎င်းတို့အစိုးရအားနောက်နှစ်အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူတဲ့ချိန်မှာမြန်မာနိုင်ငံရေးကိုပြည့်ပြည့်တသားဂိုင်းတွယ်ဖြည့်ရှင်ပြီးနိုင်ငံထွန်းမှရှိတဲ့ဒီမိုကရေစီလှုပ်ရှားမှုကိုခိုင်မာထောက်ခံသွားရန်တောင်းဆိုတဲ့အဆိုကိုလွှတ်တော်သို့တင်သွင်းလိုက်ပြီးဖြစ်ပါတယ်။ဖိလစ်ပိုင်ဟာမလေးရှားရဲ့ခြေရာကိုနင်းပြီးမြန်မာရေးဟာအာဆီယံတွင်းသဘောကွဲလွဲမှုကိုဖြစ်ဆုံးပြဿနာဖြစ်နေတာကိုအဘေးပြတ်ကိုင်းတွေ့ရန်လှုံ့ရှားလာခြင်းဖြစ်ပါတယ်။ မလေးရှားလောက်ခဲတာထက်ပိုပြီးတော့ရဲရင်စွာဆောင်ရွက်ပြီးမြန်မာမှာရှိတဲ့လူခွင့်ရေးချက်တဲကြီးကြားနေမှုကိုဖြည့်ရှင်းရတဲ့ဒီမိုကရေစီပြန်လည်ရရှိရေးကူညီပေးသွားရန်ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကိုပြောဆိုခဲ့ကြပါတယ်။အဲဒီတည်းမှာဆေးဟုတ်ချုပ်ရေးကိုခိုးကန်တွန်းလှန်နေတဲ့မြန်မာပြည်သူများကိုထောက်ခံကူညီပေးသွားမယ့်စီစဉ်များချမှတ်သွားရတယ်။ဆေးဥစုလုံးမဲ့ရွေးကောက်ပွဲကိုရှုံးချသွားရန်လည်းပါရှိပါတယ်။ဒါပြင်ဆေးဥစုဂျိုးလို့နေတဲ့လူခွင့်ရေးချိုးပေါက်နေမှုများကိုတာဝန်ခံလာစေရတယ်။ အမျိုးသားညညရဲ့အစိုးရနဲ့ထိတွေ့ဆက်သွယ်သွားရန်လည်းပြောဆိုခဲ့ပါတယ်။လော့တော့ထဲမှာအစိုးကိုအူဆောင်တင်သွင်းခဲ့တဲ့အမတ်ဖြစ်သူလေးလာဒီလီမာကအခုကျမတို့ဖိလစ်ပိုင်လူမျိုးတွေဟာလော်လက်ခွင့်ဒီမိုကရေစီဂုံဒိခနဲ့လူခွင့်ရေးတို့အတွက်ကိုယ်တိုင်ရုံးကန်လှူရှားပြီးဖြတ်တန်းခဲ့ကြရသူတွေပါ။လူခွင့်ရေးနင်းချေဖြက်စည်းခံရမှုကနေဖြစ်ပေါ်လာတဲ့နာကျင်မှု၊ကြောက်ရွံ့မှု၊စိုးရိမ်ပူပန်မှုနဲ့မတရားမှုတွေကိုလည်းကျမတို့သိရှိနားလည်ပါတယ်။ ဒါကြောင့်မဲမြန်မာပြည်သူလူထုဟာဇောဝါလာတဲ့လူသားခွင့်ရေးချိုးဖောက်မှုတွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်တဲတွေကိုဆက်လက်ရင်ဆိုင်နေရတဲ့ချိန်မှာဒုရုခန်စားနေရတဲ့ဆင်းရဲဒုက္ခတွေကိုကျွန်မတို့အနက်ရှိုင်းဆုံးနားလည်ပါတယ်။ဒါကြောင့်ကမ္ဘာကုလသမဂ္ဂနဲ့အာဆီယံဖွဲ့ဝင်တအူးအနေနဲ့ကျွန်မတို့နိုင်ငံဟာလူခွင့်ရေးကိုကာကွယ်ရန်ဒီမိုကရေစီကိုခိုးကန်ကာကွယ်ရန်ငြိမ်းချမ်းရေးကိုမြင့်တင်ရန်တရားမျှတမှုနဲ့တရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန်ဆိုတဲ့နေရှိလာများကတိကဝဲ့ပြုထားမှုတွေကိုလိုင်းနာရဖို့ရှိပါတယ်။ ကျမတို့ရဲ့အိမ်လေးချင်းတွေအချက်တဲနဲ့ကြုံလာရတဲ့အခါကျမတို့စကားပြောရမယ်ဒေတာရွဲမှာငိန်ချင်းရင်အန်နေရှိတဲ့အခါကျမတို့အေးအေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်လို့ဒူမကတရင်ဌာနများနဲ့တွဲဆုံရမှာပြောဆိုသွားခဲ့ပါတယ်အေးစကရများဟာဖိလစ်ပိုင်ဟာ၎င်းတို့ရဲ့နိုင်ငံတကာတာဝန်ဝတ္တရားနဲ့ဒေတာရွဲအခန်းကဏ္ဍကိုလေးနဲ့ပြောဆိုလိုက်တာပဲဖြစ်ပါတယ်ဖိလစ်ပိုင်ဟာလက်ရှိမှာတောင်တရုတ်ပင်လယ်အတွင်းတရုတ်ရဲ့ရန်လိုတဲ့လုံရံများကြောင့်နိုင်ငံဆက်ဆက်ရဲ့လုံမင်းတင်းမာနေတဲ့ချိန်ဖြစ်ပါတယ် ယမန်နေ့ကဆပရလီဂျွန်ဒန်အနီနှစ်နိုင်ငံဒီမိုနစီတိုက်မှုဖြစ်ပွားခဲ့ရမှာဖိလစ်ပိုင်မှာဥပဒေဖောက်ဖျက်ပြီးရန်စကျူးလွန်ခဲ့တာဖြစ်တယ်လို့တရုတ်ကစွပ်စွဲလာခဲ့ပါတယ်။တမရဖာတီနန်မတ်စကိုဂျူနီယာဒူတာဒေးကဲသို့မဟုတ်ပဲတရုတ်ရဲ့ဗိုလ်ချုပ်အနိုင်ကျင်းမှုကိုဖျက်သားစွာတုံ့ပြန်လျက်ရှိပါတယ်။၎င်းရဲ့အဓိကမဟာမိတ်ဖြစ်တဲ့အမေရိကန်ပြည်ထောင်စုနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကာကွယ်ရေးစာချုပ်တွေကိုတိတိတတ်တတ်ပြန်လည်အားကောင်းအောင်လှုံ့ဆော်နေပါတယ်။လက်ရှိမှာတော့ဖိလစ်ပိုင်နဲ့တရုတ်ဆက်ဆံရာ တောင်တရုတ်ပင်လယ်ရေဒင်းမာမှုတွေကြောင့်အတိမ်ဆောင်မခံတဲ့အခြေအနေမှာရောက်ရှိလာနေပြီဖြစ်လို့မလေးရှားအင်ဒိုနီးရှားတို့ကဲ့သို့မြန်မာရေးမှာတရုတ်မျက်နှာကြည့်ပြီးတွန်းဆုတ်တွန်းဆုတ်လုံးနေစရာမလိုတော့ပါယခုက အောက်လော့တော်အမတ်16ကိုတင်သွင်းလာတဲ့အဆိုကိုလော့တော်ကတီးပြိုးလိုက်မယ်ဆိုပါကအခြေအနေများပြောင်းလဲလာမယ်ပုံစံမျိုးတွေ့ရပါတယ်လက်ရှိမှာအောက်လော့တော်ဟာမာကော့စ်ဂျူနီယာကိုခိုင်းမထောက်ခံမှုပေးနေပါတယ်မာကော့စ်ဂျူနီယာဟာတရုတ်နဲ့ဆက်ဆံရေးပြေပြေးခဲ့တဲ့ ရခင်သမရဟောင်းဒူတာဒေကိုပင်ဆိုင်မစင်ဖုံမစင်ဖမ်းဆီးပြီးလေရင်ပေါ်ဖမ်းတင်ကဟိတ်မာရှိတဲ့ ICC တို့လွှဲပြောင်းပေးခဲ့သူဖြစ်ပါလိမ့်။အခုဖိလစ်ပိုင်ကနေမြန်မာအရေးအတင်းတင်းမာမာဂိုင်းတွယ်လာပါကအာဆီယံတွင်းအကွဲပြဲများပုံမိုနဲ့ဆိုင်လာမှာကိုစိုးရိမ်မှုတွေရှိလာနေပါလိမ့်။လက်ရှိမှာဆဲဟုစုဟာ election လုံးမှာမဟုတ် selection လုံးနေကျင်တာဖြစ်တယ်လို့ဆိုပါလိမ့်။နောက်ပြီးဆဲဟုစုဖို့ကန်ဆိုးမိုးမောင်ကြားခဲ့ရတာက၎င်းတို့ရွေးကောက်ပွဲလုံးမဲ့ချိန်ဟာဖိလစ်ပိုင်မှာအာဆီယံဥက္ကဋ္ဌဖြစ်တာဝန်ယူမဲ့အချိန်နဲ့တိုက်ဆိုင်နေခြင်းပင်ဖြစ်ပါလိမ့်။ ၎င်းတို့ရဲ့ electronic map စနစ်ဟာထုတ်ပေးတဲ့စာရွက်ပေါ်မှာတဝူးတယောက်ကိုအမှန်ပေးရမှာဖြစ်ပြီးတော့မြေသူကားမှာဂျန်ဖို့ကိုမဲမထည့်ခြင်းဖြစ်နေကြောင်းမဖြစ်မနေထည့်ရမယ်ဆိုရင်နောက်ဆုံးတသက်ခိုင်ပါတီကိုသာမဲပေးဖို့ကြံရွယ်ထားပေးမယ်လေအဲ့ဒီအမျိုးသမီးရလာနေတဲ့အခွင့်အရေးဟာမကြမီကလူသူခေါင်းဆောင်ကြီးတောင်းဆန်းစုကြည်ပေါ်ပြောခဲ့တဲ့ပေါက်ပန်း40စကားတွေကြောင်းမြောင်းနဲ့ရောက်သွားခဲ့ရပြီဖြစ်တယ်လို့ရန်ကုန်မှာရှိတဲ့လေးလာသူကဆိုပါတယ်လက်ရှိမှာကိုကိုကြီးနဲ့တသက်ခိုင်တို့နှစ်ဦးစလုံးက ဂျန်ဖော့ဟာ၎င်းတို့အားလူတိုင်းယုံမုန်းနေတဲ့အချက်ကိုဒုံးစံအတိုင်းလက်သက်မခံနေပြင်နိုင်ငံရေးပါလဲမဝါတာကိုခွင့်ကောင်းဖြစ်အသုံးချကနိုင်ငံနဲ့ပုံရောပြီးရွေးကောက်ပွဲဝင်လာတာလည်းဖြစ်ပါတယ်။အဆိုပါကြီးဟာဆဲအဆိုးရဲ့စိုးရင်ရေမက်ကိုမြင့်တက်လာစေခဲ့ပါတယ်။ဒေတူကမရောက်နိုင်ဟာ၎င်းရဲ့တိစကံဗိုလ်ချုပ်တွေကိုဂျန်ဖော့ပါတီထံဆေလွတ်ရှင်းပြန်စေခြင်းဖြင့်အခြေအနေပိုဆိုးအောင်လုပ်ပေးတယ်လို့လည်းဖြစ်နေပါတယ်။ပြည်သူတို့ရဲ့ကူးကံတွန်းလှန်စေမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလောဆုံးဒီနားဆင်ခဲ့တဲ့သတင်းပေးသံများကိုကျေးဇူးထူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပါသတင်းဒေါ်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ